မွေးဆိုင်အိမ်နော်ဟုတ်ကဲ့အဒီလိုမြေဆန်မျိုးနိုင်ဆိုရင်တော့ကျမတချမ်းပြေးတချမ်းယူစနေနဲ့တွားတယ်အော်ဒီနေရာမှာ6တတိုက်ဆောက်မယ်ဆိုရင်တော့ရှင်တို့တွေက6ခန်းရမယ်အော်ဒီစားကြုတ်ထဲမှာတော့ဟိုကျမနဲ့ကတချမ်းစီယူမယ်ဆိုတာကိုပဲစားကြုတ်ထဲမှာပါမှာဟိုကြံနာကိုကြတော့ရှင်တို့မောင်နှမတွေအချင်းချင်းကဟိုဘလို့ခွဲဝေယူကြမယ်ဆိုတာကိုတော့စားကြုတ်ကထက်ချုပ်ပါမှာဟုတ်ကဲ့နော်ဟုတ်ဟာအဲ့တော့ဘလို့ခွဲယူကြမယ်ဆိုတာကိုဆုံးဖြတ်ပြီးကြပြီလားမသိဘူး အာကျမကတော့လေဟိုတေချာလေးခွဲဝယ်ယူဖို့အကြံပေးခြင်းတယ်။ဘာဖြစ်လဲဆိုတော့ဟိုရှင်တို့လည်းကြားဖို့ကြမှာပေါ့။ဟိုအမွေဆိုတာစားတိုင်းမှာစားရတာတဲ့။ဟိုရှင်တို့လည်းကြားဖို့ရမလား။ကျမရှင်တို့ကိုပြည့်ရမလေးတခုပြောပြခြင်းတယ်။တမင်အယောင်းဝယ်ပါမယ့်အချိန်ကိုရွေးခေါ်လိုက်တာပါနော်။ဆိုင်ကြီးရှင်တွေဆိုတော့မအားမလဲတိပ။ဘယ်ရတာ ိုင်မအချိန်ပြည့်လူများနေရမေဦးကမလိုက်ချင်ပါဘူးကိုထွန်းပေါ်အတင်းခေါ်လို့ဟုတ်ပါပြီမရေဟိုအခါခွင့်တင်တော့လေရှာထားမှာပေါ့နော်ဒါပေါ့စူးစမ်းမှလည်းကြီးပွားမှလည်းလောကမှာအချောင်ရရဲဆိုတာဗမာများရှိလို့လေအော်ခုနိုင်အမနဲ့လည်းမိတ်ဆက်ပြုံးလေအော်ဟုတ်ကဲ့ကျမကွယ်ကျမပဲမိတ်ဆက်လိုက်ပါမယ်ရှင်ဟိုကျမကန်ထရိုက်တာတော့ဟန်နေပါ့မယ် အဲဒီကကိုနိုင်မရပြောတာနဲ့ဒီနေရာလေးကလည်းကောင်းတာနဲ့ကျမကတိုက်ပြန်ဆောက်ဖို့လာကန့်လှမ်းတာပါဟုတ်ကဲ့ပါအမကျွန်တော်အမကိုမိသားစုတွေနဲ့မိုက်ဆက်ပေးရအောင်မယ်ဒါကတော့ကိုစွန်းမင်းကျွန်တော်တို့မိသားစုထဲမှာအကြီးဆုံးအကိုကြီးဗျကိုတဲ့ဒီလူမျိုးကြီးပဲဒါကတော့အကိုလက်ကိုထွန်းမင်းအဲသူ့ဘေးကတော့ကိုထွန်းရဲ့ဇနီးမမေဦးပါအမဟုတ်ကဲ့ကျွန်တော်ထွန်းမင်းပါတွေ့ရပါဝမ်းသာပါတယ်မဟန်နီဟုတ်ကဲ့ပါ ဒါတော့ကျွန်တော်ရဲ့ရှိစနီလေးရှိစုပါအမဟုတ်ညီမကချစ်စုပါအမဟုတ်ကဲ့ပါဟုတ်အခုလိုမျိုးဟိုမိသားစုဝင်တွေအားလုံးနဲ့တွေ့ရတဲ့အတွက်ကျမလည်းဝမ်းသာပါတယ်ဟိုနောက်ဆိုလို့ရှိရင်လည်းဟိုအချင်းချင်းကျမတို့ပြုဝင်လင်းပြောကြတာပေါ့ဟိုလိုအပ်တာရှိလို့ရှိရင်လည်းအားလုံးဟိုညှိလို့ရပါတယ်ရှင်ဟောဟာဒါနဲ့လေးဟိုဒီအရင်ဟို special ပါဘာဘယ်သူစီမှာလဲမသိဘူးဟိုကျွန်တော်စီမှာပါမဟန်ဒီလိုပါအမမဖေဖေတို့ကသူတို့ရဲ့သားအလက်ကိုအရန်အားကိုကြတာဆိုတော့ အင်ရဲ့အစားအသောက်ရအားလုံးကိုကိုထုံးမပေးသိမ်းထားပေးရအမဟုတ်ကဲ့ဟောကောင်းပါတယ်ဟောဒါဆိုလို့ရှိရင်ကျမတို့အခုအပေးယူကိစ္စကိုစပြီးတော့ပြောကြတာပေါ့အော်ဒီနေ့ကကြတော့လမ်းရဲ့အတွင်းကိုနည်းနည်းကြရဲပေါ့နော်ပြီးတော့မြေကလည်းတိတ်မကောင်းဘူးဆိုတော့ကျမပြန်ဆောက်ဖို့တော့မှပဲတော်တော်လေးစဉ်းစားခဲ့ရတာပေါ့နော်ဟုတ်ဒီကကိုနိုင်မင်းနဲ့ကမိတ်ဆွေတွေမိုးလို့သားပဲမဟုတ်တာမရဲ့ဒီနေ့ကမြေကောင်းပါတယ်ဗျနောက်ပြီးဒီအနားမှာကကျွန်တော်တို့ပြီးရင် ောက်ထပ်စောင့်နေတဲ့လူတွေအများကြီးရှိသေးရဲ့အမရဲ့ဟုတ်တယ်အမရဲ့ဟိုဒီနားတဝက်ကိုတော့လေချစ်စုအကုန်လုံးသိရဲ့ဟိုအမကိုဆက်ပေးမယ်နော်အမနော်ဟုတ်ပါပြီဟိုကျမကလည်းဒီတိုင်းပဲပြပြတာပါဒါဆိုရင်ကျွန်တော်တို့အပင်းယူကိစ္စကိုဘယ်လိုဖြစ်သွားမှာလဲဟောဒီလိုပါကိုဆိုမင်းအဲကျမကအခုရူမီသားစုအတွက်ကိုကျမလေးကမ်းပေးနိုင်တယ်ပေါ့နော်အဲ့တော့မှလည်းကျမအတွက်ကကြိုက်ပါကျမကြားဘူးတာတော့ contract အပ်လို့ရှင်တချမ်းပေးတချမ်းယူကြရလေ အခုကဘလို့ဖြစ်လို့လဲအာဒါကနေလို့ရှိရမှာအပေးယူကတော့ဟုတ်ဒီလိုမျိုးဟိုပုံသေးရောမရှိဘူးပေါ့နော်ဟိုဒါမဲ့ဟိုအခုကျမပြောတဲ့ဟာကိုရှင်တို့မိသားစုတွေအချင်းချင်းဟိုတိုင်ပင်လိုက်ကြပါအောင်ဟိုနောက်မှပဲကျမကိုပြန်ပြီးအကြောင်းပြန်လဲရပါတယ်ကောင်းပါပြီဒါဆိုရင်လည်းအခုမဟန်နီပြောလို့ပဲလှုပ်လိုက်ပါမယ်ဟုတ်ကဲ့ဟောဒါဆိုကျမကို ူကြီးရတယ်ဗျာအခုဒီမှာနေနေရတယ်အဆင်ပြေနေရမဟုတ်ဘူးလားဘာဖြစ်လို့ကန်ရက်ကိုအပ်ပြီးတော့အစ်စ်ပြန်ချောက်ဆင်းနေရလဲမင်းကစိုင်းနေဆန်လို့ရပြီးတော့ပြောရရှိမှာပေါ့ကွာငါတို့ကဒီအင်အခွန်ကြီးမှာနေပြီးတော့တနေ့တနေ့စားသောက်ဖို့ရုန်းကန်နေရငါတို့လည်းပိုင်ဆိုင်မှုကိုမသိခင်သုံးကျင်သေးတယ်ကွာငါတို့လည်းချာဖွေစားတောက်နေရတာပါပဲအော်အမရဲ့စိုင်းကြီးရှင်လုံနေရတာနဲ့ချာဖွေစားတောက်နေရတဲ့လူနဲ့တူမလားအမရဲ့ကဲပါဒါဆိုလဲ အမွေခွဲရင်လည်းဆိုရင်မင်းတို့သဘောပဲငါက तू မဟုတ်ပဲတခြား contract ကိုပြရင်လည်းရအောင်မထင်လို့ပြောတာငါပညာတတ်တယောက်ပါကွာငါအကုန်လုံးကိုစကားလိုက်ပြောကြည့်ပြီဒိုဟန်နီတယောက်ပဲစိုက်ရှာလို့ဘောကွာအေးကွာဒါဆိုလည်းလုံးမယ်ပဲပြောလိုက်မင်းရလဲဟိုမှာ तू ကတေချာစုံစမ်းထားပြီးပြီလို့ပြောနေလေကွာအလကားဆရာကြီးလိုက်လို့ချင်နေရဲ့အေးလောက်ကြမင်းဦးပြန်မယ် ပါဘူးကန်ထရိုက်ကဘာဖြစ်လို့လေးကံပဲပေးရလဲတကယ်ဆို तू ကမြင်းညင်တက်ကိုယူရဆိုရင်တော့မမေတို့ငားကံပေးရမှာမဟုတ်ဘူးလားအေးလီမေရဲ့ကိုလည်းအဲ့ဒါပဲပြောချင်နေရဟိုကောင်တွေကသူတို့စီစဉ်တာဘုံမှာအကောင့်မက်နေကြတာမဟုတ်ဘူးလေကိုထွန်းရဲ့ကိုထွန်းကပြောရမှာပေါ့တော်ကြနစ်နာစရာရှိရင်ဒီလူတွေပဲနစ်နာမှာအေးလီကိုပြောမယ်လောက်တိုင်းသူတို့ဝင်ဝင်ပြောနေရလေမေလည်းသိရတာနဲ့ကွာ မင်းထင်တာမမားဘူးဆိုရင်တော့နိုင်မင်းနဲ့ကန်ထရိုက်နဲ့လက်ဝါးချင်းရိုက်ထားတာပဲဖြစ်ရမယ်သူတို့လင်မယားနှစ်ယောက်ကလည်းတိတ်ယုံလို့ရတာမဟုတ်ဘူးကိုဆိုးကလည်းတခုခုဆိုရင်သူ့ညီဘက်ကကြီးပဲရှင်းဘက်ကဘယ်သူမှမပါဘူးကဲပါမင်းရဲ့ပြောမနေပါနဲ့တော့အခုလည်းတက်ရောက်တခံရမှာမဟုတ်ဘူးလားဘာလို့တက်ရောက်တခံလဲလေးခံပေးတယ်ဆိုရင်တော့မှတခံပို့သုံးပုံပုံယူရအောင်ပါလေရှင်လဲတော့ ညီကိုတွေဆိုပြီးတော့အတင်းချော့ပေးနေနဲ့ဟာဘာဝလဲမေးရလဲကွာကို့အမြင်ဆောင်နေပြန်ပါပြီဘာမှအမြင်မဆောင်မိသားစုတွေမှဆိုရင်တခုခုဆိုရှင်မဲအနစ်နာခံရတာကိုတွေအဲ့ကြာဘသူကလာပြီးအနစ်နာခံမှာတော့တော်ပါတော့ကွာဖြစ်မလားတေးရယူတွေးပြီးတော့ခေါင်းရှုပ်ခံနေပါနဲ့ကိုဆိုင်ကိစ္စနဲ့ကိုတော်မှခေါင်းချောက်ရတယ်ကွာရှင့်ကိုပြောလိုက်ဒီလိုကြီးပဲ တော်ပြောစရာရှိလို့ပါတယ်ပြောလေကျွန်တော်တို့တိုက်ခိုက်ကလေးခိုင်းရမယ်လို့ပြောတယ်မလားအဲ့ဒါလေဟုတ်တယ်လေအဲ့ဒါဘာဖြစ်လို့လဲအဲ့ဒါကျွန်တော်တို့တယောက်တခန့်ရပြီးရင်တိုက်ခိုက်ကတခန့်ပုံမှာလေရှင်းရလဲပြောနေရမပြီးတော့ဟုတ်ဒီလိုကိုစိုးရဲ့ဟိုပိုးရဲ့တခန့်ကိုလေဟိုချစ်စုတို့ကချစ်စုတို့ရဲ့တမီးလေးကိုပေးချင်လို့ကိုစိုးတီဗီကိုလားဘာဆိုင်လဲဒါငါတို့ညီကိုတွေအမွေခွဲတာလေ မင်းတို့သမီးကိုတိတ်ပေးခြင်းမင်းတို့ဝေစုတွေကပေးပေါ့ကိုစိုးပြောတာဟုတ်ပါတယ်ဒါပေမဲ့ကိုစိုးစဉ်းစားကြည့်လေဟိုကောင်ထုံးမင်းကဆိုင်တစ်ခုလုံးကိုလည်းအမွေရထားတယ်တကယ်ဆိုရင်သူထက်ရစရာမလိုတော့ဘူးလေခုကကျွန်တော်တို့ကသဘောကောင်းတဲ့လူတွေဆိုတော့သူ့ကိုတိုက်ခန့်တခန့်ခွေးပေးတယ်ကိုစိုးဒါပေမဲ့နောက်ထပ်တိုက်ခန့်တခန့်ရဲ့ဝေစုကတော့သူထက်မရသင့်တော့ဘူးလေသူတို့ကမရှိတဲ့လူတွေမဟုတ်ဘူး ဲ့ဒါတော့ဟုတ်တယ်အဲအကြောင်းပရဲ့ကြကျွန်တော်တို့ဆွေးနေရင် ပိုးတဲ့တိုက်ခန်းတခန်းကို ကျွန်တော်သမင်းလေးသူကြီးကိုပေးမယ်လို့ပြောလိုက်မယ်အဲ့ဒီအရှင်ကြရင် ကိုစိုးကျွန်တော်ဘက်ကနေပြီးတော့မပေးပါလားဒါတော့မဟုတ်သေးဘူးလေဒါဆိုရင်ငါဝယ်စုပါရောဩကိုစိုးကလည်းဟိုချစ်စုကခွဲပေးမှာပေါ့ကိုစိုးရဲ့ဘလောက်ပေးမှာလဲဟုတ်တိန့်တရာတိန့်တရာ ငွေလေးတိုက်တရာနဲ့ငါဘာမှလုပ်လို့မရဘူးကိုစိုးကလေးဗျာအရှင်းရှင်းနေဒါတွေပြုံးနေစရာလုံလို့လားငါဝေစုကတကယ်တမ်းသာဆိုရင်250လောက်တော့ရနိုင်တာလေကွာပြီးရောဗျာဒါဆိုရင် ကိုစိုးကိုကျွန်တော်150ပေးမယ်ကိုစိုးလက်ခံလားဒါတော့ကျွန်တော်လင်မယားတူတူစုပြီးပေးရမှာနော် ီချက်ပို့ပြီးတော့ထပ်မတက်နိုင်တော့ဘူးအေးကွာပြီးရောပြီးရောတီရီကလည်းငါတူမာလေးပဲလေငါသူ့အဲ့လောက်တော့ပေးရမှာပေါ့နောက်ပြီးငါလည်းဟိုကောင် ကြည့်လို့မရဘူးမိသားစုလုပ်ငန်းကိုတယောက်ထဲမှမိုင်းစီးသွားတယ်ကောင်ပြီးရောဗျာဒါဆိုလဲသဘောတူလို့ကျွန်တော်မှတ်လိုက်တော့မယ်အမဟန်ကြီးကိုအကြောင်းပြန်ပြီ ူကငါတို့အရှင်ရှင်အမွေခွဲမဲ့စာချုပ်ကိုလောက်ထားဖို့အတွက်အကြံပေးဒါလေးကိုအားလုံးနဲ့တိုင်ပြီးရှင်တို့အေးဆက်ပြောလေအင်းပြောမယ်အခုငါတို့တိုက်ခန်းကတယောက်တခန်းရပြီးရင်တခန်းပုံနေဦးမှာလေအဲ့ဒီပုံတဲ့တခန်းကိုကျွန်တော်သမင်းလေးကိုအမွေပေးရှင်တို့ဘာဆိုင်လို့လဲဟောအမရေကိုနိုင်ပြောရအောင်လဲပြီးအောင်နားထောင်လိုက်ပါဦးမဟုတ်ဘူးလေအမတရားနည်းလမ်းမကြလို့ဝင်ပြောရတာ တကယ်ဆိုရင်အခန်းမုံတခန်းအောင်သုံးပုံပုံပြီးညယူကြရမှာမဟုတ်ဘူးလားညီမတို့လိုချင်နေဆိုရင်ကိုစိုးနဲ့ကိုထွန်းအန်းလိုက်ကြလေအမပြောတာဟုတ်ပါတယ်ဒါပေမဲ့ကိုထွန်းကစိုင်းတဆန်လုံးကိုတယောက်တည်းအမွေရထားလို့ဒီအခက်လာကတော့ तू အရှုံးမပေးနိုင်ဘူးလားကိုစိုးတော်မှ तू တူမအတွဲဆိုပြီးတော့ तू အရှုံးပေးရဲ့နော်ကိုစိုးဒါပေါ့ငါတကူတဲ့သမားလေးငါတူမလေးကိုငါတလောက်အရှော့ပေးလိုက်လေဘာမှမဖြစ်ဘူး မဟုတ်သေးပါဘူးကိုစိုးရယ်နိုင်မင်းကလည်းတခုခုဆိုရင်ဒီဆိုင်မဲ့ထက်ထက်ပြောနေရဒါဆိုရင် အစဘာလို့ငြိမ်နေခဲ့ကြသေးရလဲအော်အမရယ်တရားကြဖို့ကောင်းလိုက်တာနော်ဆိုင်တဆိုင်လုံးအမွေယူထောင်းရကြတော့အမဘာတမ်းမှမချွတ်ဘူးအခုချစ်စွသမီးလေးကိုပေးဖို့ကြတော့အမအမပြောနေပြီဟဟလားအမတတော်အမွေမက်လိမ့်လားဟဲ့ငါဘာအမွေမှမမက်ဘူးအမွေဆိုတာထိုက်မှရတာနားလေလားကဲပါ တော်ကြပါတော့တိုက်ခန်းအပူတခန်းကိုမတို့မယူနဲ့ဆိုလဲရတယ်မတို့မယူဒါပေမဲ့မင်းသမီးတီတီပဲရှိအောင်မမဟုတ်တာငါသမီးချယ်ယူရဲ့ရှိသေးရဲ့လေပြီးတော့ကိုစိုးတွေ့ရရောတီတီကပဲတူမလားချယ်ယူရရောတူမမဟုတ်ဘူးလားဟုတ်တော့ဟုတ်တာပေါ့ဒါပေမဲ့မင်းရတယ်ကွာဘာဆိုင်လဲခုနကတော့မင်းကသူ့ဘက်ကမပါတော့ဘူးဆို ခုမှမင်းရဲ့သမီးကိုဘာလို့လာဆွေးထင်နေရလဲအဲ့ဒါမင်းအမွေလိုချင်တာနဲ့တူတူပဲလေကွာမင်းကသူတို့ကောင်းဆောင် ချစ်စုကြည့်ရတာမျက်နာလည်းမကောင်းဘူးနော်။လာကလေးကဖြူနှင်းတတိထားမိတယ်။ဘာဖြစ်လို့လဲ။ပြောအောင်ပြောချင်တော့ပါဘူးဖြူနှင်းရဲ့။ချစ်စုရဲ့ယောက်ျားကိုနိုင်တို့ညီကိုရေပေါ့။အမွေခွဲဖို့ကိစ္စနဲ့တနေ့တနေ့ချစ်စုမှာခေါင်းတွေကိုကိုက်လို့ဟိုကန်ထရိုက်တာမှတမျိုး။အဲ့ဒီညီကိုတွေကတမျိုးနဲ့တနေ့တနေ့ကောင်းကောင်းကိုနေရတယ်မရှိဘူး။အမွေဆိုတော့အဲ့လိုပါပဲချစ်စုရဲ့။ဟုတ်မယ်နော်။ ချူနင်းပြောရလဲမှန်ပဲဒီကြားတဲ့လေဟုတ်အမွေမှတ်တဲ့ရောင်းမရှိသေးတယ်။သူ့လေကစေးပွားရေးတစ်ခုလုံးလောက်ဝဲကြီးအုပ်ထားတာမှဒီအငွေကိုမှတ်နေသေးတယ်။ဟာအော်လို့မစုံ။ချူနင်းသွားရအတွေ့ကျင်တဲ့လူနဲ့လာတွေ့နေရပြီ။လာပြီးမှဆက်ပြောမယ်။ ဘယ်လိုဖြစ်လာတော့မေးရဲ့ဘယ်လိုဖြစ်ရမှာလဲဖျားပေါ်မှာဟိုအကုသူမနဲ့တွေ့ခဲ့လို့ပေါ့ဟမ်ဘာတူလဲချစ်စုဆိုတဲ့ဟာမလေးမေးရတော့ကွာလူတယောက်ကိုကြည့်မရတော့ဘူးဆိုရင်လေတဆုံးပါပဲလားဘာလို့အမြင်ဆောင်နေရတော့ဘာမှအမြင်မဆောင်အဟာမကဖျားပေါ်မှာတော့မဆောင်အတင်းပတ်ပြောနေတာစင်စားရင်လည်းစိတ်တူပြီးပြန်လာကဲပါမေးရေပြောမနေပါနဲ့ရော ချိစုကဒီလိုပဲလေရက်ွက်တဲ့ကလူတိုင်းကိုလိုက်ပြီးတင်းတုံနေရမှာမဟုတ်ဘူးလားတော်ကြမိနာကြမားလည်းဖြစ်နေပါဦးမယ်ရှင်ဘာမှသူ့ဘာကာပြီးလိုက်ပြောမိနဲ့ချစ်စုဆိုတဲ့ဟာမလေနေတကာလဲ့ပြီးအတင်းတုံနေရစိတ်ရတူလိုက်တာ စတွေ့တဲ့မိကလေးကအဲ့လိုမိမမှန်တန်းသိစစ်စုကတကယ်မိမလဲပဲအင်းလေမိမလေးမို့လို့လဲသူယောက်ျောက်ချင်းလေးနိုင်တာပေါ့သူတို့လေမေကခလေးရောအကြောင်းပြပြီးအခန့်မောင်မိုက်စီးချင်နေကြဘာပဲဖြစ်ဖြစ်ငါသမီးလေးတော့မထိခိုက်စေရအောင် ငါဘာလို့ရင်ကောင်းမလဲငါသမီးလေးရစရာရှိတော့တော့ရောက်ဝရရငါသမီးအမွေရောက်ဝရရဟုတ်တယ်သမီးလေးခြေရီအမွေရောက်ကိုရရမယ်